င်္ဂလာပါရှင်မန္တလေးကသစ်ချန်နယ်နောက်ဆက်သတင်းကိုတင်ဆက်ပေးပါမယ်။ညောင်လေးပင်တိုက်ပွဲမှာတေဆုံတဲ့ဗိုလ်ကြီးဇော်လင်းမောင်ကိုဗိုလ်မှုရာတို့တို့ပေးပြီးမတားအသူပါခြာကွင်းပြူဂန်ကောင်းမှာစစ်တပ်မှနဲ့ရွှေပင်ရဂိတ်စကန်ကိုတိုက်ခိုက်မှုစစ်ဗိုလ်တောင်းတေဆုံဘကုတိုင်းညောင်လေးပင်မြို့နယ်တိုက်ပွဲမှာတေဆုံသွားတဲ့ဗိုလ်ကြီးဇော်လင်းမောင်ကိုဗိုလ်မှုရာတို့တို့ပေးပြီးမတားအသူပါခြာကွင်းပြူခဲ့ကြသည်ရတယ်။အော်တိုဘလာတရက်နေ့ဘကုတိုင်းညောင်လေးပင်မြို့နယ်မှာ KNL ဦးဆောင်တဲ့ တော်လိုင်းတက်တွင်နဲ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာစစ်တပ်ရဲ့စစ်ကြောင်းမူဘိုကြီးစော်လင်းမှမကြီးတိမတ်တင်ဆောင်သွားကြ။ရင်းသူတင်ဆောင်သွားပြီးနောက်စစ်တပ်ကသက်ဆွန်ကြိုးပမ်းဆောင်မှုကွန်ပျူတာပေးအပ်ပြီးဘုံမှုရတူတိုးပေးခဲ့ကြအောင်ကျင်းဟင်းသူမိမဝင်းဝါကျော်အတွက်ခန်းစားခွင့်တွေကိုဘုံမှုရတူရရှိတဲ့ခန်းစားခွင့်ရရှိပြီဖြစ်ကြောင်းသိရတယ်။အလားတူမကွေးတိုင်းကကောမျိုးနယ်ရှိအချက်ဖက်စစ်တပ်ရဲ့အမတ်နှစ်ရွှေပင်ရွာကိစ္စကံကိုဝေရောက်တိုက်ခိုက်ရမှာစစ်ဗိုလ်တအုပ်တင်ဆောင်ခဲ့ကြအောင်ရောက်ကွယ်တဲ့စစ်တေတာယုံဦးဆောင်ကော်မတီ YDF မှာပြန်ကြားရေးတာဝန်ခံကိုနေကပြောတယ်နိုဝင်ဘာလ15ရက်နေ့ကံကောမြို့နယ်ကြောမြို့ကပါစာ23စက်ရုံသွားလမ်းရှိစစ်တပ်ရဲ့အမှတ်နေရွှေပင်ရွာမှာအထိုင်ကျတပ်ဆွဲတာအင်အား20ခန့်ရှိစစ်တပ်ကိတ်ကိုတော်လိုင်းတပ်ဖွဲ့တွေကဝန်ရတိုက်ခိုက်ခဲ့ကြောင်းထို့တိုက်ခိုက်မှုတွင်ဂျပန်စစ်တပ်ဘက်ကစစ်ပေါ်ဆရာချန်ဆရာသူတေဆုံးခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားနေစဉ်တွင်ကပါစာ23ကနေတံပြားကကာ3စီနဲ့စစ်ကိုတပ်တွေရောက်ရှိလာပြီးလက်နက်ကြီးများများနဲ့ပြစ်ကတ်တိုက်ခိုက်ခြင်းကြောင့်တော်လိုင်းရဲဘော်တွေပြန်လည်ဆုတ်ခွာခဲ့ရတယ် အဆိုပါတိုက်ခိုက်မှုကိုကန်ကောခိုင်တရင်အမှတ်၈၈ကိုယောဂကွယ်ရေးတပ်ဝိုင်းတရက်မြေပြင်စစ်ဒေသယုံကျုံကျောမြို့ဘကပောင်းမှာကန်ကောမြို့နယ်ဘကပောင်းဒုစရေတောင်ကန်ဦးစီးပြီးပူပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ထို့သောတိတိတိုက်ပွဲဖြစ်ပွားပြီးနောက်ဂျပန်စစ်တပ်ကရွှေပြည်အောင်ကုံရောက်စီနေမီရှော့ပြစီသွားပြီးပြည်သူ၆ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းဂျပန်စစ်တပ်မီရှော့ပြစီခြင်းကြောင့်ရွှေပြည်ကျေးရွာလုံးကျွတ်နေပါမိလောက်ပြကြခဲ့ကြောင်းသိရတယ်။ ဆလဘီချင်းပြည်နယ်ဖလန်မြို့နယ်စက်နမိုင်ခန့်ကွာမနီပူရာမြင်းနီစစ်တပ်နဲ့ချင်းတော်လိုင်းတပ်တွေတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလေကြောင်းနဲ့ပုံတဲ့ကိန်းပိုင်ထိုင်းနေမြေမဆုံရှုံရီချင်းတပ်များအလုံးပူပေါင်းခုခံနေချင်းပြည်နယ်ဖလန်မြို့နယ်စက်နမိုင်ခန့်ကွာရှိမနီပူရာမြင်းနီမှာစစ်တပ်နဲ့ချင်းတော်လိုင်းတပ်ဖွဲ့တွေတိုက်ပွဲပြင်းထန်ပြီးတိုင်းပိုင်ထိုင်းနေမြေမဆုံရှုံစေရတဲ့ချင်းတပ်တွေအလုံးပူပေါင်းညီညွတ်စွာနဲ့ခုခံနေကြောင်းချင်းပြည်နယ်ပြောရေးဆိုခွင့်ရှိသူစလိုက်တမီတို့ကပြောတယ်နိုဝင်ဘာလ19ရက်နေ့မနက်၈နာရီစ ဆယ်နိုင်ဝင်းကျင်တီဖလန့်မြွနဲ့ဆန်နမိုင်းခန့်ကွာမဏိပူရာမြင်းဒီမှာအကြဘတ်စစ်ကောင်စီတပ်နဲ့ချင်းတော်လိုင်းတပ်ဖွဲ့တွေကြားတိုက်ပွဲပြင်းထန်ခဲ့ကြောင်းရင်တိုက်ပွဲတွေဂျပန်စစ်တပ်ကတင်လာပြီးဂျက်ဖိုင်တာနဲ့ကြောက်ကြိမ်ပုံကျဲတိုက်ခိုက်တဲ့အပြင်ဝိုင်တဲဝိုင်လင်းနေတဲ့ပစ်ကိုပေးတိုက်ခိုက်ခဲ့ကြောင်းသိရတယ်။အော်တိုဘာ20ကွဲနေ့ကစပြီးဇဂိုင်းနိုင်ကလေးမျိုးကတဆင်ချင်းပြည်နယ်ပလန်မျိုးဘက်ကိုစစ်ကောင်စီတပ်ကအင်အားလုံးရင်နဲ့ထုတ်ဆစ်ဆင်ခဲ့ရ။နိုဝင်ဘာလ3ရက်နေ့မှာဝေဘူးလာမျိုးကိုပြန်လည်တိုက်ပိုက်ထိန်ချုပ်ခဲ့ကြောင်းရှင်မတဆင်ပလန်မျိုးဘက်ကိုဆက်လက်ထုတ်ဆစ်ဆင်နေခြင်းဖြစ်တဲ့ ။အလားတူတိုင်းငင်းကြွက်ကိုရောက်ရှိနေတဲ့ဂျပန်စစ်တပ်စစ်ကြောင်းကလည်းဗလန်မြို့ဘက်ကိုစပ်ပြေထိုးစစ်ဆင်တိုက်ခိုက်မှုရှိပြီးရင်းဂျပန်စစ်တပ်ကစစ်ကြောင်းတွေကိုဂျင်းဂျင်းနောက်ဖွင့်စီပြီးနဲ့ချင်းပြေကောင်းစီစစ်စစ်တပ်ဖွဲ့ဝင်တွေကစစ်စစ်လုံးနဲ့တိုက်ခိုက်ခြင်းမျိုးနေကြောင်းသိရတယ်။ဂျပန်စစ်တပ်စစ်ကြောင်းကြောင့်ဒေသနေပြည်သူနဲ့တောင်းကျဆေးပင်းရှောင်နေရပြီးအရေးပေါ်မိုးကာရီဆောင်နေတဲ့စာနေကနဲ့စေးပွားရီလိုအပ်လျက်ရှိကြောင်းသိရပါတယ်။ဖလန်ရဲ့ရှေ့ဘက်ခြမ်းတခွက်လောကတိုင်းငင်းဘက်ကနေထိုးစစ်ဆင်တဲ့ဝေဘူလာဘက်ကနေလဲထိုးစစ်စင်တဲ့ခါသာပြည်သူတွေရွာတွေမှာမနေရတော့ဘူးနောက်ပြောကလေးဘက်ကနေထိုးစစ်စင်တဲ့ခါ ကလေးမရှိရရွာတွေမှာနေရပြည်သူတွေကတောင်ပေါ်မှာဆင်းရှောင်ကြတယ်။အဲဒီတောင်ပေါ်တွေကနေချင်းတောင်ဘက်ကိုတိုးဆဲဆင်းလာတဲ့အခါကျတော့ပြည်သူတွေကရွှေ့ပြောင်းပြီးစစ်ပေးရှောင်ကြရပါတယ်။ဆက်လက်ပြီးကဲနိုကတအောင်စောမှုတိုးဆဲဖို့နဲ့စောရွှေမောင်တို့ကိုကဲနိုမှာအပြီးတိုင်ထောက်ပဲကဲမျိုးသားစယောက်ကန်ရဲ့ဥက္ကဋ္ဌအောင်ဖြစ်သူစောမှုတိုးဆဲဖို့နဲ့တက်မာကြောင့်ဒုပလကန်ရဲ့ဥက္ကဋ္ဌအောင်ဖြစ်သူစောရွှေမောင်တို့ကိုကဲနိုကနေပြီးတိုင်ထောက်ပင်လိုက်ပြီးတော့ကဲနိုရဲ့ပြောခွင့်အပေါ်ကိုဘရိုဇော်တော်နီကပြောပါတယ်။ မဆိုပါဥက္ကဋ္ဌအောင်ဖြစ်သူများက KNU အဖွဲ့အစည်းရဲ့စီမင်းတွေကိုကြိမ်ကြိမ်ချိုးဖောက်နေကြအောင်ခုလိုဖွဲ့တွေကနေထုတ်ပြန်လိုက်ရတာဖြစ်ပါတယ်။အတည်ပြုပါတယ်ဖွဲ့စည်းရဲ့မူဝါဒကိုသိပေးနေကြတဲ့ကအဖန်တလဲလဲကျူးလွန်ဖောက်ပြခဲ့လို့လို့ KNU ပြောခွင့်ရပလို့စတော်နီကပြောပါတယ်။ KNU ကဆရာနာရှင်နဲ့အာနာရှင်မန္တမယောကိုတော်လန်တိုက်ခိုက်မယ်လို့စောင်းပြရည်တည်ပေးထားပေမဲ့ဥက္ကဋ္ဌအောင်စောမှုတူစေဖို့နဲ့စောရှင်မောင်းလို့နှစ်ယောက်ကတော့စစ်တပ်နဲ့ပူးပေါင်းကဆေးဥစုကဖိတ်ခေါ်သမျှဆွေးနွေးပွဲတိုင်းကိုတက်ရောက်နေရပဲဖြစ်ပါတယ်။ ပြည်ကအော်တိုဘာလမှာစစ်တပ်ကအုံဆောင်ချိပါခဲ့တနိုင်ငံလုံးပြည်ကတိုင်းကိုင်မှုရဲစဲသဘောတူစာချုပ် NCA စနေပြည်ကဏ္ဍကိုမတရားကြဖို့နဲ့ NCA ရဆက်ကူစုပ်သားဖြစ်တယ်လို့ KNU ကသဘောထားထင်ညာခဲ့ပေမဲ့အထက်ပါအောက်တောင်ပြည်သူနေရောက်ကတော့ဖွင့်စီရဲ့သဘောထားကိုတွေ့ဖက်ပြီးနေပြည်တော်သွားကစစ်တပ်အခမ်းအနားကိုတရားခဲ့ကြသူတွေဖြစ်ပါတယ်။ဆက်လက်ပြီးစစ်ကော်မရှင်ရင်နံကိုမိုင်းဆက်ပြစ်ခတ်ရင်နဲ့အလဝကမြို့ပြပြကြတဲ့ဖွဲ့စခန်းမှုအော်အော်ကြဆောင် မကွေးတိုင်းကျောင်းမြေနယ်မှာစစ်ကောင်ရှင်တန်းမိုင်းဆက်ပစ်ခိုင်းအောင်လဝကမြို့ပြပြောင်ကြားတပ်ဖွဲ့ရဲ့စကမ်းမှုရဲဘော်အောင်စင်မျိုးကိုအုံအော်ကြံဆောင်ခဲ့ကြောင်းအဆိုပါတပ်ဖွဲ့ထံကနေသိရတယ်။နိုဝင်ဘာလ18ရက်နေ့ကစစ်ကောင်ရှင်တပ်သားရဲ့ကားနှစ်စီးနဲ့ကျောင်းမြေနယ်ထဲကိုဝင်ရောက်လာချိန်ဒေါ်လိုင်းရဲဘော်တွေကမိုင်းဆက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ပစ်ခတ်တိုက်ပွဲဖြစ်ပွားပြီးရဲဘော်အောင်စင်မျိုးကအုံအော်ထိမှန်ကြံဆောင်သွားခဲ့တယ်။စစ်ခွေးညနေနဲ့တိတွေ့မှုပြန်ရဲဘော်ကြဆောင်ခဲ့တိုက်ပွဲဖြစ်နေတဲ့ရုပ်လောင်းယူရာဆိုတော့နည်းနည်းတော့ခက်ခဲပါတယ်။ကြဆောင်ရဲဘော်အောင်စင်မျိုးကအိုအိုကိုတော့နေ့လယ်၃နာရီကျော်လောက်မှတစုပ်ပေးခဲ့တယ်။ ရဲဘော်ဝေါ်ကြဆောင်မှုအတွက်အလဝကကမြို့ပြပြကြားတဖွဲ့နဲ့တူဆီယန်နာရှင်ချင်းမော်ရီလက်တွင်လှုပ်ဆောင်နေတဲ့ Charles Special Travel ကလည်းဝန်내ကြသွင်းလာပြီးပို့ထားပါတယ်။ဆက်လက်ပြီးစစ်တပ်လုပ်တဲ့ပွဲတွေတလေရှိတဲ့အဖွဲ့ဥက္ကဋ္ဌအောင်ဗိုလ်ချုပ်ကြီးစောမှုတို့ဆေးကွန်းနဲ့ဘရိုရှင်မောင်ကိုကေအန်ယူကထုတ်ပေးကေမျိုးသားဆောင်ကေအန်ယူကတောင်ဘိုလ်ချုပ်ကြီးစောမှုတို့ဆေးဖုန်းနဲ့ကေအန်ယူဒုက္ခလက်ခံဥက္ကဋ္ဌပရိုဆော့ရှင်မောင်တို့ကိုအဖွဲ့ကထုတ်ပြန်လိုက်ကြ။ကေအန်ယူက ပြောရဆိုကရှိတူဘလိုဇွန်နီကတီးပြရင်ဘိုးချုပ်ဒီစုံမှုတူစေဖို့နဲ့ဘလိုဇောရွှေမောင်းတို့ဟာအကယ်၍ကချမှတ်တဲ့စည်းကမ်းတွေမလိုက်နိုင်လို့အဖွဲ့ရဲ့စသုံးချိန်များပေါ်အလုံးမှုဆောင်စည်းဝေးကထုတ်ပယ်ဖို့ဆုံးဖြတ်ခဲ့တဲ့တဲ့င်းနေပေါ်ဘလိုဇွန်နီကခုလိုပြောပြလာပါတယ် ်အခုလောဥက္ကဋ္ဌဟောင်းတအုပ်ကိုဖွဲ့ကထုတ်ပြန်တာပထမဆုံးအကျင့်ဖြစ်ပြီးခုလိုပြင်ရပေါ်စင်မကောင်းဖြစ်ရပါမယ်။ကာယကရှင်လို့ရဲ့ပုံမူတရားဖြစ်တယ်လို့လည်းသူကပြောတယ်။ဗိုလ်ချုပ်ကြီးစောမှုတူစေဘွားကဲနိုကထာဖြစ်တက်တန်နှစ်ကြိမ်ထပ်ဆောင်ခဲ့သူဖြစ်တဲ့ခုလိုထုတ်ပြန်ရတာဟာစစ်ကောင်စီကဗိုလ်ချုပ်ကြီးစောမှုတူစေဘွားကိုဝနကျော်တင်ပွဲပေးရတဲ့ဖြစ်စဉ်နဲ့စစ်ကောင်စီကျင်းပတဲ့အဖြစ်ရစင်ရင် NCA နှစ်ပတ်လည်ပွဲတက်ရောက်တာကြောင့်ဖြစ်ပါတယ်။ကဲနီဝါစစ်တပ်ကိုတိုက်ခိုက်နေတဲ့အဖွဲ့ဖြစ်ပေမဲ့အဖွဲ့ဥက္ကဋ္ဌအောင်ဘိုလ်ကျောက်ကြီးစောမှုတူစေဖို့ကိုစစ်ကောင်းဆောင်မြန်လင်က တကြံပီနစ်ဆန်တရနေမှာဝနကြော်တင်ပွက်ပေးခဲ့ပါတယ်ဒီလိုပြတာစစ်တပ်ကသွေးခွင်ရဖြစ်တယ်လို့ပရိုဆိုတော်နီကပြောထားတယ်ဘောကြောင့်ဒီဆောင်မတူစေဖို့နဲ့ပရိုရှင်မောင်းတာ2023နှစ်ကွန်ပိုင်းကလည်းစစ်ကောင်စီကောင်းဆောင်မြန်လင်ကုန်နေပြီတော့မှတောင်းတဆောင်ခဲ့တယ်အဲလိုတွေ့ဆုံမှုအကဲနဲ့လုံးဝမသက်ဆိုင်ကြဘူးပရိုဆိုတော်နီကထုတ်စဉ်ကလေးကထုတ်ဖော်ပြောဆိုခဲ့ပါတယ်ကျန်နေစစ်တပ်အနာသိမှုကိုစမ်းကြည့်ပြီးသူနဲ့တူရက်တီတိုက်ပွဲနဲ့တိုင်းတောင်လက်နက်ကိုင်တပ်ဖွဲ့ပဲဖြစ်ပါတယ် ဇလပီနမမှာစစ်တပ်ပုံစံလိုပြည်သူတောင်းတင်ဆောင်မကွေးတိုင်းနမမြနယ်နောက်ဆန်ကစက်တကွင်ကြာကိုစစ်တပ်ကတိုက်ပွဲမဖြစ်ဖဲနေကြောင်းကနေပုံစံတိုက်ခိုက်လို့ပြည်သူတောင်းတင်ဆောင်မိဆဲဥဒ္ဓမနယ်ထိခိုက်တဲ့အားရှိခဲ့တယ်။နိုဝင်ဘာလ18ရက်နေ့မနက်ရှင်းနိုင်ခန်းကနမမြနယ်စက်တတရားကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဂျက်ဖိုက်တာနဲ့ပုံနှလုံးစက်ချတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့်ကျက်တော်ခွင့်ကျေးရ59နှစ်ရက်ကိုစိုးတင်39နှစ်ရက်မမျိုးတည်တာ32နှစ်ရက်ကိုထိလိုက်လို့တင်ဆောင်ခဲ့ကြောင်း People Defense Organization နဲ့မောက်တောင်ရှိသူကပြောတယ်။ဒါအပြင်ဒေသခံပြည်သူဇေယုဓမ္မနယ်တန်ရရဲ့ထင်က33နှစ်ရက်ကိုမြင့်ကို48နှစ်ရက်22နှစ်ရက်တို့ထင်ရရပြင်းထန်တယ်လို့လည်းပြောပါတယ်။ဒါအပြင်နမောက်မြို့နယ်ရှစ်ချမ်းမှာလည်းစစ်ကောင်စီတပ်က Promoter ဆက်တက်လီဒီနဲ့မကြာခဏတိုက်ခိုက်နေတယ်။နမောက်မြို့နယ်မှာလေကြောင်းရဲ့ပြင်စစ်ကောင်စီတပ်ကလူငယ်များပြားကိုပေါ်တောက်ဆွဲဖမ်းဆီးနေလို့ဒေသခံတွေစီကနေသိရတယ်။ နမမြနဲ့မှာစစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အောက်တိုဘာလ17ရက်မှာကပြည်သူ့ခုနှစ်ဦးသေဆုံးခဲ့ပါတယ်။နောက်ဆက်အပေးကြရတဲ့အတွက်ဒီဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။